ဟုတ်အားလုံးမင်္ဂလာပါဗျာကျွန်တော်လည်းမအားဘူးဗျာကျွန်တော်ကအိမ်ဒီအများကြီးကိုအမေရိကန်မှာ real estate company နှစ်ခုပေါ့ဗျာအိမ်နှစ်ခု ਨੇ ကျွန်တော်လုပ်ထားတဲ့အတွက်တချို့ကိစ္စတွေဆိုရင်ကျွန်တော်ကအဲ့ဒီအိမ်ဒီကိုကျွန်တော်ကသွားရောက်ကြည့်ရှုရတဲ့အချိန်နေမှာကျွန်တော်မအားတာပါဗျာအာပြောချင်တာကတော့ ကျွန်တော်အလှလဲမခံဘူးဗျာကျွန်တော်ကြားဖြန့်လဲမဟုတ်ဘူးဗျာကျွန်တော်အိမ်နေအများကြီးပိုင်နေတော့ဗျာပြဿနာကအဲ့ဒီအိမ်မှာနေနေတဲ့လူတွေကွန်ပလိန်းတွေတက်လာတယ်ဆိုရင်ကျွန်တော်သွားတွေ့ရတာပါဗျာလှုပ်ပေးရတာပါဗျာကျွန်တော်ကိုယ်တိုင်လဲဟိုတပြက်စီးလဲကြမ်းတိုက်လို့ရပါတယ်ဗျာဟုတ်ပြီနော် ဒါကိုကျွန်တော်သိကြအောင်ပြောတာနော်ဒါပေမဲ့လူတွေကကျွန်တော်ဟိုလိုက်ရှူညှော်ကြတယ်ဗျာလိုက်ရှူကိုကျွန်တော်ပြောဖို့အတွက်ကကျွန်တော်လိုက်ရှူအများကြီးပြောခဲ့ပြီးပြီလေဟုတ်တယ်မလားဆိုတော့ဟိုကျွန်တော်အမေရိကန်အစိုးရရဲ့ဝန်ထမ်းတယောက်လည်းဖြစ်တယ်ဗျာဒါပေမဲ့ကျွန်တော်ပိုင်ဆိုင်မှုတွေအားလုံးကအမေရိကန်အစိုးရဝန်ထမ်း တယောက်အနေနဲ့ပိုင်ဆိုင်ခဲ့တာလည်းမဟုတ်ဘူးဗျာဟိုအီလွန်မတ်ကဒီအမေရိကန်အစိုးရနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ခဲ့တယ်ဒါပေမဲ့သူ့ပိုင်ဆိုင်မှုကအမေရိကန်အစိုးရနဲ့မဆိုင်ဘူးလေဗျာဟုတ်ဗလားဆိုတော့လူတွေကဂိုရှယ်လေးဘာမှထွက်မပြောဘူးလို့ကျွန်တော်ပြောနေကြတဲ့အခြေအနေကိုလည်းကျွန်တော်တွေ့တယ်ဒီမှာခင်ဗျားတို့ရိုးရိုးရှင်းရှင်းပြောမယ်ဗျာကျွန်တော်နေတဲ့အိမ်ရဲ့မျက်နှာချက်က ပါကင်းတဲ့ကိုခင်းတဲ့မျက်နှာချက်မျိုးပါဗျာကဲခင်ဗျားတို့အဲ့ဒီပန်ကာကြီးနောက်ကိုကြည့်လိုက်ကျွန်တော်တိတ်အများကြီးမပြောချင်ဘူးဗျာဆိုတော့ဟိုကျွန်တော်ပြောချင်တဲ့အခုအပိုင်းကဘာပါလာလဲဆိုတော့ကျွန်တော်ဘဒုစီယာမှလည်းအလှမခံဘူးဗျာခိုးလည်းမခိုးဘူးဗျာတောင်းလည်းတောင်းမစားဘူးဗျာဆိုတော့ အဲ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်ဟာ88ကမင်းကလူလဲကြပြီးတော့ချမ်းသာလာတယ်လို့ပြောတာကလည်းအဲ့ဒီ88ကအမေရိကမှာရှိတဲ့အကောင့်တွေအားလုံးကလည်းကျွန်တော်နဲ့တွေ့ဘူးဆုံဘူးသူများသာဖြစ်ပါတယ်ဗျာတဲ့လားအခုကျွန်တော်ကိုယ်တိုင်အဲ့ဒီအကောင့်တွေကိုမတွေ့ဆုံကျင်တော့လို့တီးခြားနေထိုင်နေသောသူများလည်းဖြစ်ပါတယ်ဗျာ 88နဲ့တီးကြနေထိုင်နေတဲ့သူကကျွန်တော်ပါဗျာတက်လားဘာဖြစ်လို့လဲဆိုတော့ဝင်းထိန်မရင်ငယ်ကိုလည်းကောင်းပေါ်ရွက်တယ်ဗျာဟိုမှာဝင်းထိန်မိန်းမကြီးဖွားတီလာဝတ်သွားတာကိုတောင်မှမသိတဲ့88စောက်ပေါ်တွေလည်းအမေရိကန်မှာတပုံကြီးပါဗျာဟုတ်လားဆိုတော့ကျွန်တော်သိအများကြီး ဆက်ပြောရင်ပောက်ကွဲတာတွေဖြစ်လာမှာမို့လို့ကျွန်တော်သိမပြောခြင်းဘူးဗျာမြမနိုင်ငံရေးရဲ့ပြည်တနာကိုပဲကျွန်တော်ပြောမယ်ဗျာမြမနိုင်ငံရေးပြည်တနာကျွန်တော်ပြောခဲ့တယ်အာဆီယံကနေပြောတာဒါပဲလीဘာလဲရွေးကောက်ပွဲနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကိုဖြေရှင်းလို့မရဘူးဆိုတာအာဆီယံပြောပြီလी အဲ့ဒါကိုကျွန်တော်အရင်ပြောခဲ့တယ်လေမင်းတို့ရွေးကောက်ပွဲလုပ်ပြီးလုပ်လို့မင်းတို့ကိုမနှစ်သက်လို့နော်တရားမမျှတလို့တော်လှန်နေတဲ့သူတွေအားလုံးကလက်နဲ့လာအပ်မှာလာလို့ကျွန်တော်ပြောခဲ့တယ်လေမင်းတို့ဘာသာမင်းတို့ရွေးကောက်ပွဲပဲလုပ်လို့ရာကောက်ပွဲပဲလုပ်လို့ကြိုက်တာလို့ ဖြစ်တဲ့ပြဿနာကရွရွရှင်းရှင်းလေးပါဗျာခမည်းတော်နှစ်ခုပဲစဉ်းစားလိုက်ပါအစိုးရတရက်ကိုဖဲ့ထုတ်ပြီးတော့ငါတို့သာလျှင်အစိုးရဖြစ်တယ်လို့လုံးကြမယ်ဆိုလျှင်1ပထမအစိုးရက အာနာသိမ့်ပြီးတက်လာတာမဟုတ်ဘူးလေနံပါတ်2ဒုတိယလုံနေတဲ့မင်းအောင်လှိုင်ကအာနာသိမ့်ပြီးတော့ငါတို့ဒါလင်အစိုးရဖြစ်တယ်ဆိုတဲ့ဥစ္စာလုံနေတာလေအဲ့ဒီရှင်ပြိုင်မှုနှစ်ခုကြားထဲမှာငါတို့ဒါလင်အမြဲတမ်းအစိုးရဖြစ်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ဖြစ်လာတာလေဒါပေမဲ့မင်းအောင်လိုက်စမှတ်တယ်လေဥဟန်တာမြင့်ကိုကျွန်တော်ဥဟန်တာမြင့်နဲ့တွေ့ဘူးပါတယ်ဘုံမှုအောင်အိမ်မှာကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်ပြောခဲ့တယ်လေဟိုနေဖုံးလက်က PDF တွေထွက်သွားလဲစောက်ကူမဆိုင်ဘူးလို့ပြောခဲ့တယ် ဥစ္စာအပေါ်မှာကျွန်တော်ကအဲ့ဒါကိုပြောခဲ့တာပါဗျသူ့ရဲ့ရောက်ခမကြီး ਨੇ ဒီကောင်ကအဲ့ဒီအချိန်ကမူလာဒန်လာကိုဝန်ဆောင်ထားတဲ့အချိန်လားတော့ကျွန်တော်မသိဘူးကျွန်တော်တွေ့ခဲ့လို့ကျွန်တော်ပြောတာလေဥဟန်တာမြင့်ပြောပြီလေ NUG နဲ့ NLD လုံးဝမပတ်သက်ဘူးလို့ပြောတယ်လေအဲ့ဒါကျွန်တော်ရေးပြီးတဲ့ post ခင်ဗျားတို့ကျွန်တော်ထင်မှာဝင်ကြည့်လေအဲ့ဒီ post ပြီးတော့မှဒါကျွန်တော်မျက်နှာချက်နော်ခင်ဗျားအကုန်လုံးပါကင်းနဲ့ခင်းတဲ့မျက်နှာချက်မျိုးကျွန်တော်ကမအားလို့ဝင်မပြောတာအမှန်တော့ကျွန်တော်အရန်ဆောက်ရန်ညွန့်နေတာကဘလော့ကာတယောက်ကဗမာနိုင်ငံတစ်ခုလုံးကို ကိုးကွယ်ရမယ်မြမနိုင်ငံရေးကြီးဆိုတာဟာတော်တော်ဆိုးတယ်ဗျာခင်ဗျားတို့တော်တော်ဆိုးတယ်အမေရိကန်နိုင်ငံမှာဘလော့ကာနိုင်ငံကြီးတဲ့ဝင်လာလို့မရဘူးဗျာဥရောပမှာလည်းမရှိဘူးဗျာအာဖရိကမှာလည်းမရှိဘူးဗျာဟုတ်မလားရှိတာဗမာတနိုင်ငံပဲရှိတယ် ကျွန်တော်အဲ့ဒါကိုကြည့်ကြည့်ပြီးတော့လေဩကျွန်တော်လေဗမာပြည်သူတွေအတွက်ကိုကျွန်တော်အရန်ကိုတနာတယ်ဗျာနှမျောတယ်ဗျာအံ့ဩတယ်ဗျာခင်ဗျာဗမာနိုင်ငံပြည်သူတွေခင်ဗျာကျွန်တော်ထိုင်းမှာတွေ့ဘူးတယ်ဗျာမိတ်ဆွေတို့ရဲ့အတတ်ပညာဘောင်းဆောင်နဲ့ရုပ်ကံဖြတ်တန်းနေတာလဲတွေ့တယ်ဗျာအာအင်းခွန် 啊，保证嘞，勇敢的人来对付那边。但是人，喊到你也怎么？喊到你出了，接侬，保护哦。希望都以为啊，不，保护哦也哎嘛，接侬追过来搞侬，啊，没你干嘛信你嘞侬？ ဘာမှရုံးကန်ဖြတ်တန်းမှုမရှိဘဲနဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြောင်းလဲမယ်ဆိုတာကျွန်တော်အံ့ဩလို့ဒါလေးကိုထွက်ပြောလိုက်တာပါရှင်းရှင်းပြောမယ်ဗျာတင်ငင်းကျွန်းသားဗျာခီးပါသေးပေါက်ကအစအကုန်တိပါတယ်ဗျာနေဖုံးလက်ကိုဟုတ်ပြီလား ကျွန်တော်ကပုပ်ကိုရေးသိပ်မပြောဘူးဗျာကျွန်တော်ကိုတိုက်လာမှကျွန်တော်ပြောတာဒါကတော့မြန်မာနိုင်ငံနဲ့ဆိုင်လို့ပြောတာဥဟန်တာမြစ်ကပြောပြီ NUG နဲ့ NLD လုံးဝမပတ်သက်ဘူးလို့ပြောတယ်ဗျာကဲပတ်သက်ထားတာကိုခင်များတို့ပြဗျာတရားဝင်ပြရမယ်နော်စိတ်ကူးရင်မပြနဲ့နော်စတိတ်မန့်နေနဲ့မပြနဲ့နော် မင်းအောင်လိုက်အားရအောင်ပြောနေတာမဟုတ်ဘူးခမားတို့အားအင်အပေချာစုနိုင်အောင်ကျွန်တော်ပြောတာကျွန်တော်ကထွက်မပြောနိုင်တာကအမေရိကန်နွေရာသီမှာကျွန်တော်ပိုင်ဆိုင်မှုတွေကျွန်တော်အိမ်ကြီးငှားနေတဲ့လူတွေအဲ့ဒီလူတွေကွန်ပလိန်းနေကျွန်တော်လိုက်ရှင်းနေရတာဗျာအဲ့အတွက်ကျွန်တော်မှအချိန်အရမ်းနေတယ်ဗျာထွက်ပြောဖို့ ပြီးတော့ကျွန်တော် company ဗျာထိုင်ဝမ်မှာရှိတယ်ဗျာအဲ့ဒါလေကျွန်တော်တွားတယ်ဗျာဆိုတော့တချို့ကဘာပြောလဲဆိုတော့ဟာပန်းဆယ်လူထက်ဂိုးချယ်လေးအရင်ခိုးလာတယ်ဆိုတော့ကျွန်တော်ဘယ်သူစီကခိုးလာတယ်လဲလို့ကျွန်တော်ကမေးချင်လို့ဘယ်သူစီကအလှခံဘူးတယ်လဲလို့ကျွန်တော်ဘဝမှာရှိလဲမရှိဘူးဗျာ ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပြောတယ်ဗျာမနေ့ကဘိုးချုပ်အောင်ဆန်းကအင်္ဂလန်ကိုသွားတယ်နူအလက်ဒီအာနူအက်လီနဲ့ဆလီမန်အက်လီပေါ့ဗျာစာချုပ်ချုပ်တယ်ဗျာမြန်မာနိုင်ငံလွတ်လပ်ရေးပါမလားဘူးဘာကြောင့်ပါမလားဆဲဆိုတော့တိုင်းရင်းသားတွေရဲ့ကွန်မစ်မန့်မရှိဘူးလို့ဒီတလုံးမဲ့နော် တိုင်းရင်းသားတွေရဲ့ commitment မရှိလို့ပါမလာတာဗျာအဲ့ဒီမှာဂလုံးဦးစောလဲပါတဲ့ဘယ်သူလဲပါခင်ဗျားတို့ကြိုက်တာပြောကျွန်တော်ကလူပုပ်ကိုကျွန်တော်မပြောတော့ဘူးဗျာတိုင်းရင်းသားတွေရဲ့ commitment မရှိလို့မပေးလိုက်တာဗျာအဲ့ဒါနဲ့ပြန်လာတယ်ပေလုံးကြီးလာကန်လုတ်တယ်ဗျာ အဲ့ဒီပေလဝင်ညီလာခံလှုပ်ပြီးတော့သဘောတူညီချက်တွေရပြီးတဲ့အချိန်မှာနောက်တစ်ချိန်အောင်ဆန်းအက်တလီကိုတွားဖို့စီစဉ်ထားတဲ့အချိန်မှာမှလှုပ်ကြံတက်ဖြတ်ခံလိုက်ရတဲ့ဘူဂျောင်းဆန်းတခင်အောင်ဆန်းကုစလေတော်ကြီးအောင်ဆန်းအတွက်ကျွန်တော်ဝမ်းနေတယ်ဗျာဒါပေမဲ့ ကြိုက်လာတဲ့ဥနုကအဲ့ဒီရထားတဲ့သဘောတူညီချက်နဲ့မြမနိုင်ငံရေးကိုလွတ်လပ်ရေးရအောင်လှုပ်ပေးခဲ့တယ်ဆိုတဲ့တမိုင်းဟာနေဝင်းဆိုတဲ့ဖာကောင်းနဲ့ပေါင်းပြီးလှုပ်ခဲ့ကြတာဗျာအခုနေဝင်းရဲ့မြီးအေးနေဝင်းကဒုသမ္မတာတဲ့ မင်းအောင်လှိုင်ကတံမရာတဲ့ခင်ကြီးရလွတ်တော်ဥက္ကရာတဲ့တတိယတံမရာကမရွေးရသေးပါဘူးလို့ကျွန်တော်တိတိကျကျခိုင်ခိုင်မာမာသိပြီးတော့မြန်မာနိုင်ငံရေးကိုမင်းတို့လှုပ်ချင်ရလှုပ်နေတဲ့အတွက်ဒီနိုင်ငံကြီးအခုလို့ဆင်းရဲမွဲတေနေကြတာတည့်ရခံကမင်းတို့ဘာပဲလို့ပြောပြစီဗျာ အားလုံးကျေးဇူးတင်ပါတယ်ဂူရှယ်လေးပါခင်ဗျာ